မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်စစ်တပ်နပိုးစင်လမ်းခုလမ်းမှာထွက်ပြေးတဲ့လူငယ်ကိုစစ်ကောင်စီတပ်အသေးပြစ်ခတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမြစ်သားမြို့မှာစစ်မှုတန်းဖိုးခေါ်ဆောင်ခံရတဲ့လူငယ်တအုပ်ကကားပေါ်မှာခုံဆင်းပြေးထွက်ရစစ်ကောင်စီကတန်းတန်းနဲ့အသေးပြစ်ခတ်လိုက်ပါတယ်မြစ်သားကုမဲလမ်းမှာမြစ်သားမြို့ဝင်လက်ညှိုးထိုးခြင်းရွာမှာမလ၁၄ရက်နေ့လယ်၁၂နာရီခန့်ကအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ် ကလေးကကောင်းမော်ကခုံစင်ပြေတာတနက်နေ့ကောင်းကိုတဲပြက်တာကောင်းပွင့်ထွက်သွားတဲ့အရန်ကိုကြောက်စရာကောင်းတယ်လို့ဒေသခံတအုပ်ကပြောပါရယ်အဆိုပါကောင်းကမြေသားမျိုးနဲ့တောင်တွင်းရာရှိကန်ရွာရှိုးကန်ရွာညာဝန်းရွာတို့မှာစစ်မှုရန်မဲပေါက်တဲ့လူငယ်တွေအာရစစ်တနတ်ပို့ဖို့ခေါ်ဆောင်လာတဲ့ကားလို့သိရပါရယ်ပြစ်ခတ်ခံရတဲ့လူငယ်ကဖလန်ဖြင့်အနီကွက်ဝတ်ထားပြီး အသက်20ကန်သာရှိသေးကြောင်းဒေသခံတအုပ်ကပြောပါရယ်၎င်းရဲ့ရုံလောင်းကိုစစ်ကောင်စီကစေယုံကိုပို့ဆောင်ထားကြောင်းတရင်ရရှိပြီးအသေးစိတ်မသိရသေးပါဘူးစစ်ကောင်စီနဲ့ဌာနဆိုင်ရာတွေကမြစ်သားမြို့မှာအသက်18နှစ်မှ35နှစ်ကြားလူငယ်များကိုပင်မဲမရှိတဲ့မဲနိုင်ခံပြီးစစ်သားအဖြစ်စုဆောင်းနေပါရယ်ရက်ွက်တွေကအမျိုးသားတွေကိုစင်ခေါ်တဲ့ပင်မဲမရှိဘူးတစ်ကနေ30အထိအတောက်လိုက်သတ်မှတ်ပြီးမဲနိုင်ခံတဲ့တစ်သမားတွေကအရင်လိုက်ရတဲ့အခုဆို၄သမားအထိခေါ်နေပြီးမိဘတွေဆိုတာမျက်ရည်နဲ့မျက်ခွက်ပင်လူဒေသခံတအုပ်ကပြောပါရယ်မနေ့က ဲ့ညိုထိုးချင်းရွာမှာပြစ်တက်ခဲ့တဲ့လူငယ်ကို PDF ဖြစ်ပြီးပြစ်ခတ်လွတ်လိုက်တာဖြစ်တယ်လို့မြစ်သားမြို့နယ်ရဲ့တပ်ဖွဲ့ကသတင်းလွှင့်ထားကြောင်းဒေသခံတချို့ကပြောပါတယ်။ဆက်လက်ပြီးမိုးကောင်းစားမော်ရွာမှာတိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မိုးကောင်းမြို့နယ်စားမော်ချင်းရွာမှာစစ်ကောင်စီ SNA ပူးပေါင်းတပ်ကကချင်လွတ်လိုက်တပ်မတော် KIA PDF ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေပါတယ်။မလဆန်ရက်ကစပြီးတိုက်ပွဲဖြစ်နေတာဖြစ်ပြီးဒီကနေ့မှာတော့စစ်ကောင်စီတပ်ကလက်နက်ကြီးများစက်တိုက်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ KIA တပ်မဟာကိုတရ င်44ကဦးဆောင်ချနေတာတိုက်ပွဲကပြင်းထန်နေစစ်တပ်ကလက်နက်ကြီးအရန်သုံးနေရလို့ဒေသခံတအုပ်ကပြောပါရတယ်။ မိုးကောင်းမြို့ပေါ်မှာတိုက်ပွဲဖြစ်နိုင်နေဆိုတဲ့သတင်းတွေကြောင့်ဒေသခံအချို့မှာတင်းရှာဖို့ပြင်ဆင်မှုတွေပြုလုပ်နေရလို့သိရပါတယ်။မိုးကောင်းကဖြစ်ရင်ပွဲအမြန်ပြတ်နိုင်တယ်သူတို့ဘက်ကမစသိလို့တိုက်ပွဲမဖြစ်သေးတာဟုတ်တယ်လို့မိုးကောင်းမြို့မှာတာဝန်ကျနေတဲ့မိသက်တပ်ဖွဲ့ဝင်တောင်ကပြောပါတယ်။အခုတိုက်ပွဲဖြစ်နေတဲ့စားမော်ကြီးရွာနီမှာပြီးခဲ့တဲ့2024ဒီဇင်ဘာကတိုက်ပွဲပြင်းထန်ဖြစ်ခဲ့မှုပါတယ်။ KIA တပ်မဟာကိုတန်ရင်44နင်းမြေတွင်စစ်ကောင်စီနဲ့ SNE ပူးပေါင်းအင်အား300ခန့်မှစစ်ကြောင်းဝင်လာပြီး KIA ပူးပေါင်းတပ်ကတိုက်ခိုက်ခြင်းဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ SNL ပူးပေါင်းစစ်ကြောင်းထိခိုက်များစွာနဲ့ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ် GIA ကကချင်ပြည်နယ်အတွင်းပမော်မျိုးသိန်းတိုက်ပွဲကိုဒီဇင်ဘာလရက်ကစတင်ပြီးတိုက်ခိုက်နေခြင်းဖြစ်ပြီးဒီကနေ့ထိတိုက်ပွဲများဆက်လက်ပြင်းထန်နေပါတယ်ဆက်လက်ပြီးတောင်ခမ်းနဲ့အုံမတိမှာတိုက်ပွဲပြင်းထန်နေတဲ့ကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာအမြောက်တပ်တွေရှိတဲ့တောင်ခမ်းနဲ့ပြည်ဦးလီမြို့နယ်အဆက်အုံမတိကျေးရွာနီမှာတိုက်ပွဲတွေပြင်းထန်နေကြောင်းမြေပြင်ရှိတော်လိုင်းရဲဘော်တို့ကပြောပါတယ်မလ14ရက်နေ့နဲ့မလ15ရက်မှာပြည်ဦးလီမြို့နယ်အဆက် နောင်ချုံမြို့နယ်ဥမ္မတိနယ်ကံကောရွာနီမှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပါတယ်။မလ14ရက်ကဥမ္မတိကျေးရွာနီတိုက်ပွဲများစစ်ကောင်စီကဓာတ်ရုံပုံအုံပြုပြီးလေကြောင်းမှတိုက်ခိုက်ပြီးတော်လိုင်းရဲဘော်တချို့မူဝေအော်အံမှုဖြစ်ခဲ့တယ်လို့မြေပြင်ရှိတော်လိုင်းရဲဘော်တုံးကပြောပါတယ်။ဒါအပြင်မလ15ရက်နေ့မနက်မှာလည်းဥမ္မတိကျေးရွာလမ်းစုံအနီးမှာတိုက်ပွဲဆက်လက်ဖြစ်ပွားနေရလို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီကဒရုန်းပုံတုံးပြီးတော့ တိုက်ခိုက်တာတွေရှိရဲပြီးတော့အရှင်တနေ့ကလည်းအစိမ့်ငွေတွေတုံးပြီးတိုက်ခိုက်တာတော့ရှိရဲပြီးတော့အုံမတိမှလည်းအရင်လာထဲမှာပြည်သူလူထုအင်ကိုတော့မိရှို့သွားတာရှိရဲလို့အုံမတိကြီးရွာစစ်မြေပြင်ရှိတော်လိုင်းရဲဘော်တုံးကပြောပါတယ် ပြည်ဦးလွင်မြို့နယ်ဝန်ဝန်ကြီးရွာမှာထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကတောင်းတမရော TNL နဲ့ပူပေါင်းတပ်များသိမ်းပိုက်ထားတဲ့နောင်ချိုမြို့နယ်အတွင်း2024အောက်တိုဘာ22ရက်ကစတင်စစ်ကြောင်းထုတ်ဝင်ရောက်လာပါတယ်။အဲဒီနောက် TNL ဥဆောင်တဲ့တော်လိုင်းတပ်တွေရှိတဲ့ကံကောရွာကိုရောက်ရှိလာပြီးတိုက်ပွဲများဖြစ်ပွားခဲ့ပါတယ်။ဒါအပြင်နောင်ချိုမြို့နယ်မိုင်20ခန့်ဝေးတဲ့စစ်ကောင်စီရဲ့အမြောက်စကန်ကုတ်ကဲမှုဌာနချုပ်ရှိရာတောင်ခန့်ကျူရွာမှာတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးတောင်းတမရော TNL ဓနုပြည်သူလူမျိုးရေးတပ်တော် DPLA နဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်နေတာ your body. တောင်ခမ်းဒေသရှိစစ်ကောင်စီရဲ့အမြစကန်ကုတ်ကဲမှုဌာနချုပ်မာဆာခ900နှစ်နဲ့အာမတ354တို့မှတိုက်ပွဲများဆက်လက်ပြင်းထန်နေရလို့စစ်မြေပြင်ရှင်တော်လိုင်းရဲဘော်အချို့ကပြောပါတယ်။နောင်ချုံမြို့တောင်ဘက်ဒုထဝရီမြေကူတတာနောက်ဖက်မှာရှိတဲ့တောင်ခမ်းကျေးရွာမှာအမြစကန်ကုတ်ကဲမှုဌာနချုပ်မာဆာခ900နှစ်နဲ့အဲ့ဒီလောက်ကအမြောက်တရင်3ရင်းဖြစ်တဲ့အာမတ354အာမတ206အာမတ406တို့တရှိပါတယ်။မာဆာခ900နှစ်ကအရှိမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှာမခနယ်မြေတွင်တခုနဲ့ ဲ့သောအမြောက်တက်ကိုကဲမှုဌာနချုပ်ဖြစ်ပြီး၎င်းရဲ့လမ်းအောက်မှာအမြောက်တက်ရင်း73ရင်းရှိပါတယ်။တောင်ခမ်းဘက်မှာလည်းတိုက်ပွဲဖြစ်တာရှိပါတယ်။14ရင်းတုန်းကစစ်ကောင်စီကနေလက်နက်ကြီးနဲ့လှမ်းပစ်တဲ့အရတားပြည်သူလူထုတိစုံတာ၄ဦးတောင်ရှိတယ်။အဲ့ဒါကတောင်ခမ်းဘက်တပ်အနေနဲ့ပြောရရင်တော့354ရော900နှစ်ပပတ်လည်းမှာတော့တိုက်ပွဲတွေဖြစ်နေရတော့ရှိရဲ့လို့အစိုးမရဲဘော်ကပြောပါရယ်။လက်တလောတိုက်ပွဲအတွင်မြေတီ ဘက်မှအသာရမှုမရှိသေးကြောင်း၎င်းကဆက်ပြောပါရယ်အစောပိုင်းကာလမှာစစ်ကောင်စီကရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောက်ဒေသမှာတောင်ခံကိုစစ်ကူများစေလွတ်နိုင်တော်လေလက်တလုံးမှာစစ်ကောင်စီတပ်အနေနဲ့စစ်ကူမပေါ်နိုင်ဖို့ဒနုတက် DPL ကဖျက်တောက်တားဆီးတိုက်ခိုက်နေရလို့ဒနုတက်နဲ့နီဆက်သူကပြောပါရယ်အခုနောက်ပိုင်းမှာတော့တောင်ခံကိုအင်အားမဖြည့်နိုင်တော့ဘူးဘာလို့လဲဆိုတော့ကြောက်ကူအင်တော်ဘက်မှာ DPL ကဖျက်တောက်ရေးတွေလုပ်တင်ဟာရီရှိတော့တောင်ခံအခြေအနေကတော့သူတို့အတွက်ခက်ခဲလာတာပေါ့ဒါကြောင့်လူစားလေးတဲ့အချိန်မှာပြည်သူလူထုကိုစိုက်ဝါးတွေထိတာမျိုး ွေလုံနေတာတော့တွေ့ရတယ်လို့၎င်းကပြောပါတယ်စစ်ကောင်စီရဲ့ဝါရဖြန့်ချန်နယ်တွေကတောင်ခန်းချင်းရွာမှာတော်လိုင်းတက်များဆုတ်ခွာပေးရပြီးအထည်နာနေကြောင်းချင်းရွာချုံကိုပြန်လည်သိမ်းပိုက်ထားကြောင်းရေးသားထားပါရယ်။ဒါအပြင်ပြီးခဲ့တဲ့ရက်ပိုင်းကတောင်ခန်းရှိအမြောက်တပ်မှကာလာရှိတပ်အပြောင်းလဲမလုံနိုင်ခဲ့တဲ့တပ်မဆက်တဲ့လောက်အောက်ခံတရင်ချုံကိုရှမ်းတောင်မှာတရင်ချုံနဲ့အပြောင်းလဲလုပ်ခဲ့ပါရယ်။ ဒီလိုတက်အပြောင်းလဲလုတာကိုတောင်ခန်းဒေသရှိအမြောက်တရင်အလုံးကိုတင်ပိုက်ထင်းချုပ်ပြီးပြန်လာတဲ့အောင်ပွဲရစစ်သားများပါလို့ဝါရဖြန့်ပြီးတက်မိသားစုဝင်တွေကြိုဆိုခဲ့ကြပါတယ်။ဒီအခြေအနေကတက်ချင်းနဲ့အနေထားကတော့ဘယ်လိုပြောရမလဲသူတို့ဝါရဖြန့်တာတသက်ပဲလို့ကျွန်တော်အဲ့လိုမျိုးပဲမြင်ပါတယ်။ဘာလို့လဲဆိုတော့တောင်ခန်းအလုံးစုံထင်းချုပ်သွားနိုင်တာမျိုးတွေရှိသားဖော်ပြတာမျိုးတွေတွေ့နေရတယ်။အရင်တုန်းကတော့အရင်ပြောသလိုအလုံးကဝိုင်းဝန်းပိတ်ဆို့ထားတဲ့အနေထားရှိရဲ့ဒါပေမဲ့ခုနောက်ပိုင်းမှာကျတော့လမ်းကြောင်းတွေပြန်ဖွင့်ပေးလိုက်တဲ့အနေထားမှာတက်ချင်းနာမျိုးတွေလုတ်တယ်။အဲ့ဒီဟာမျိုး အပေါ်မှာပဲသူတို့ကတောင်ခံကအလုံးစုံထင်းချုပ်သွားတယ်ဆိုတာမျိုးတွေတွေ့ရတာပေါ့အဓိကသူတို့ဝါရမိုင်းတွင်သူတို့စစ်ကောင်စီအချင်းချင်းမိုတီယူကြတာလို့မြင်နေအများကြီးတော့ထူးခြားမှုမရှိဘူးလို့တနုတက်နဲ့နီဆက်သူကပြောပါတယ်အမြောက်တက်တွေရှိတဲ့တောင်ခံကျေးရွာမှာ တော်လိုင်းပူပေါင်းတက်တွေစုခွာပေးရခြင်းမရှိပဲဝိုင်းဝန်းပိတ်ဆို့တိုက်လိုက်နေစေဖြစ်တယ်လို့၎င်းကပြောပါတယ်ဒါအပြင်ပြည်သူတွေအနေနဲ့တောင်ခန်းဒေသစည်ရင်ချင်းနဲ့ပတ်သက်ပြီးစိတ်မပူကြဘဲတောင်ခန်းဒေသစင်မြေပြင်ရှိတော်လိုင်းရဲဘော်တုံးကပြောပါရယ် သူတို့ဝါရဖြန့်နိုင်ကျွန်တော်တို့ကရှုံလို့မရဘူးလေကျွန်တော်တို့မြေပြင်မှာလှုပ်ဆောင်နေရဆိုတော့ကျွန်တော်တို့အသည့်ဆုံးဖြစ်တယ်ဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းအယံကြီးစိုးရင်စိတ်မကြည်ကြနဲ့အတေကတော့သူတို့တောင်ခမ်းမှာပြိမိနေတာ9လရှိပြီအခုမှသူတို့လူချင်းရတဲ့အပေါ်မှာတခြားလူတွေသူတို့လက်အောက်ငယ်သားတွေတောင်ခမ်းကိုမသွားရမှာဆိုလို့ဆိုရင်ဟာမျိုးတွေနဲ့ဝါရဖြန့်တာပဲဖြစ်ပါတယ်ဝါရဖြန့်မှုကြီးကြီးမားမားလုပ်တယ်လို့ပဲမြင်နေဒါကြောင့်ပြည်သူလူထုအနေနဲ့လည်းအယံကြီးနားတွေမယုံကြဘူးပြောချင်ပါတယ်အယံကြီးတော့ထူးခြားမှုအများကြီးတော့မရှိသေးဘူးလို့၎င်းကဆိုပါတယ် ဆလဘီဂျိုဘင်ကမှအရက်သားဟန်ဆောင်ပြီး PDF တပ်ဖွဲ့ရင်းရဲ့တက်စကန်တွေကိုလိုက်လံစုံစမ်းနေတဲ့စစ်တပ်မှတက်ချက်ကြီးစင်ရထက်ကိုပြစ်ခတ်ဖမ်းဆီးစဉ်တည်ဆုံတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဘဂိုရိုင်းဂျိုဘင်ကမြို့နယ်မှာအရက်သားဟန်ဆောင်ပြီး PDF တပ်ဖွဲ့ရင်းရဲ့တက်စကန်တွေကိုလိုက်လံစုံစမ်းနေတဲ့အကြမ်းဖက်စစ်တပ်မှတက်ချက်ကြီးစင်ရထက်ကိုပြစ်ခတ်ဖမ်းဆီးစဉ်တည်ဆုံခဲ့ကြသောပြည်သူ့ကာကွယ်တပ်မတော်တာယာဝတီခရိုင်တရင်300တောင်ရှင်ရတဲ့တက်ခွဲတင်မှတက်ခွဲမှုကိုကင်းအလီကပြောပါရယ်။မလ15ရက်နေ့မွန်လယ်ပိုင်းမှာ ကျိုးပင်ကောင်မျိုးနဲ့ဥယျင်ကြီးကျေးရွာအနီးမှာတာယာဝတီခရိုင်တရင်3800တက်တက်ခွဲတင်ရိုးမ GBK PDM မှာတော်လိုင်းရဲဘော်တွေကကင်းယူနေစဉ်အရတားဟန်ဆောင်ပြီးအမိုက်လိုက်ောက်က PDM တက်တွင်ရဲ့တက်စကန်တွေကိုလိုင်းလံစုံစမ်းနေတဲ့အကြံပတ်စတက်မှာတကြက်ကြီးအစင်ရှိသူဇေယထက်ကိုတော်လိုင်းရဲဘော်တွေကဖမ်းဆီးပြီး၎င်းကင်စာရဲ့ဖုန်းကိုစစ်ဆေးခဲ့ကြောင်းသိရပါတယ် အဲ့လိုစစ်စစ်နေစဉ်တက်ချက်ကြီးစရာထက်ကတော်လိုင်းရဲပေါ်များကိုခုခံထွက်ပြေးသွားတာကြောင့်လိုက်လံပစ်ခတ်ဖမ်းဆီးစဉ်ဥယျာဉ်ကြီးကျေးရွာနေရှိဗျူဟာလန်ပိုင်းမှာတနက်ကြီးထိမှန်ပြီးတည်ဆုံခဲ့ကြောင်းသိရပါတယ်။တည်ဆုံသွားတဲ့တက်ချက်ကြီးစရာထက်ကဂျိုးမင်ကောင်မျိုးနဲ့တွင်ရှိပြည်သူများကိုညှဉ်ပန်းနှိပ်စက်ခြင်းနဲ့အတင်းအဓမ္မဆက်ကြီးကောက်ခံနေသူဖြစ်ပြီး၎င်းထံမှဖုန်းတစ်လုံးနဲ့ဆိုင်ကယ်တစ်စီးတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။ပြည်သူတွေအပေါ်ဒုက္ခမျိုးမျိုးပေးနေတဲ့အာဏာရှင်လည်းမကြခင်အဆုံးသတ်တော်မှာပေါ့။အားလုံးခဏတီးခံပေးကြပါလို့မိဘပြည်သူတွေကိုပြောကြားလို့ ိုပါတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်တာယာဝတီခရိုင်တရင်3000တင့်တက်ခွဲတင် ရိုးမ GBK PDM မှာတက်ခွဲမှုကိုကင်းလေးကပြောဆိုခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။